ဒီမေဖို့လေးကျွန်တော်ဖြည့်ပေးမယ်နော်တိလသမารီနဲ့ပြည့်စုံတဲ့ဆရာတော်ကိုတဲ့ဘလူအောက်လန်းကတိုက်ရလို့လားတဲ့နော်အဲ့တော့အာမြတ်စွာဘုရားရှင်ကိုလိုမြကြီးတတ်တော်ရှင်ရရှိစဉ်အချိန်ခါတုန်းကဘုရားတက်ရှိတင်ရရှိနေတဲ့အချိန်ခါတုန်းကဘုရားရဲ့သားတော်ယဟန်တစ်ပါးကိုစုံမတစ်ယောက်ကနေပြီးတော့နော်ချစ်လို့ဆိုပြီးတော့ပြူစားလိုက်တယ်ချစ်လို့ဆိုပြီးတော့ကြွေးလိုက်တယ်စီးပေါ့နော်အဲကျွန်တော်တို့ဒီပယောဂအခေါ်နဲ့ဆိုရင်တော့ခက်ဆေးခေါ်တာပေါ့အဲ့ဒီခက်ဆေးမိသွားတဲ့တို့ကြောင့်မလို့ဆရာတော်ကဘုရားရဲ့သားတော်အဲ့ဒီယဟန်က เนาะတမိုင်မိုင်တထွေထွေနဲ့အဲ့ဆေးကိုစားပြီးတဲ့အချိန်ကနေစပြီးတော့တမိုင်မိုင်တထွေထွေနဲ့နေလို့ထိုင်လို့မကောင်းဘူးပေါ့တရားအထုတ်လို့လည်းမရတော့ဘူးပေါ့နော်အဲ့ဒါနဲ့ဒီယဟန်ကနေမကောင်းဖြစ်နေတယ်ဒီယဟန်ကနေမကောင်းဖြစ်နေတယ်ဆိုပြီးတော့ဘုရားကိုသွားပြီးတော့ဒီယဟန်ဘာဖြစ်နေလဲမသိဘူးဆိုဘုရားကိုသွားလျှောက်တဲ့အချိန်ကမှဘုရားကပြုံးတော်မူတယ်ပြုံးတော်မူပြီးတဲ့အချိန်ခါကျတော့အဲဒီယဟန်ကသူ့ကိုချစ်လို့ပြူစားထားတဲ့ဆုံးမပေါ့နော်အဲ့ဒီဆုံးမရဲ့ပြူစားခြင်းကိုသူခံနေရတာဖြစ်တယ်အဲ့တို့ကြောင့်မလို့အာအဲ့လိုဖြစ်နေတာလို့ဘုရားမိန်တယ်အဲ့ခါမှာယဟန်နေရာနေပြီးတော့လျှောက်တယ်ပေါ့နော် အဲ့ဒီယောဂါကိုပြောင်းဘယ်လိုလုပ်ရမလဲဖရာကိုမေးလျှောက်တဲ့အခါမှာဖရာကနေပြီးတော့ကျွန်တော်တို့ဒီလှန်လှဲဘိမ့်မှာကတ်နေတဲ့မြေကြီးပေါ့နော်အဲ့ဒီမြေကြီးကိုရေဖြော်ပြီးတိုက်လိုက်အဲ့ဒါဆိုရင်ပျောက်တယ်ဆိုပြီးတော့အဲဖရာကိုယ်တိုင်မိတ်ကြားခဲ့တာရှိပါတယ်လို့နော်အဲ့တော့ဒီတကူဆရာတော်ကြီးတို့ဟောတဲ့တရားတွေမှာပါတယ်ဗာကျုပ်ဆရာတော်ကြီးတို့ဟောတဲ့တရားတွေမှာပါတယ်နော်အဲစာတက်ပြတဲ့ဆရာတော်တော်တော်များများကိုတွားပြီးတော့မေးကြည့်ဘယောဂဆိုတာတကယ်ရှိတယ်နော်အဲ့တော့ဘုန်းကြီးတွေလူတွေယူနေမှာမဟုတ်ဘူး ာလို့သူတို့ကမိษาဖះရရုပ်တော်ဖះပုံတော်ခြေဘောကထိုးထားတာသူတို့ကမိษาတွေမိษาဖြစ်တဲ့ကြောင့်မလို့ဖုံးကြီးလူတွေသူတို့ကယူနေမှာမဟုတ်ဘူးသူတို့ပြူစားကျင်တယ်လို့သူတို့အချိန်မီပြူစားလို့ရတယ်ဘာကြောင့်လဲဆိုတော့သူတို့ကတစ္ဆာဆိုထားတာနောင်ဘဝဆက်ဆက်သူတို့ကလူပြန်မဖြစ်ပါဘူးဆိုတဲ့တစ္ဆာကိုဆိုထားတာသူတို့ကတဘဝဇံလေးနော်အဲ့တော့မသိရင်လေးလာပါလို့နော်ယဟန်ဖြစ်စေလူဖြစ်စေသူတစ်ပါးတိုက်ခိုက်ရင်ခံရတာတွေရှိတယ်မြတ်စွာဘုရားတောင်မှဒေဝတက်တိုက်ခိုက်တာကိုခံရတယ် ဖျားဖြစ်နေလို့သာအသက်မတည်တာနော်မဟာဝါပါဠိတော်မှာယဟန်တပါးဟာကရဒိနကဘာဒအမိရှိတဲ့သုံးမကပေးတဲ့ဈေးကိုစားမိတဲ့အတွက်သုံးပြစားခြင်းခံရပါတယ်အဲ့ဒီလိုသုံးပြစားခြင်းခံရတာကိုဖျားရှင်တည်တော်မူတဲ့အခါမှာထွန်သွားမှကတ်နေတဲ့တီတာလောလီလိုခေါ်တဲ့ရှင်ခဲကိုရေဖြော်တိုက်ခဲ့တဲ့အတွက်သုံးပြစားခြင်းယောဂါမှလွမြောက်ခဲ့ရပါတယ် အဲ့ဒီလိုတာရကတွေရှိတာကြောင့်ဘုံကြီးတွေကိုလည်းဆုံးပြူစားခြင်းမခံရနိုင်ဘူးလို့ပုံသေးမတော့ပါနဲ့နော်